မင်္ဂလာပါရှင်။မတန်ဆွမ်းသူတွေနဲ့ပုံမကောင်းမွန်တဲ့ဆက်သွယ်မှုတွေတည်ဆောက်နိုင်ဖို့အတွက်လက်ဟန်ဘာသာစကား Sign Language ကိုအတူတူသင်ယူဖို့ဖိတ်ခေါ်ချင်ပါတယ်။နေ့စဉ်ဘဝမှာမကြာခဏအသုံးပြုရတဲ့စကားလုံးတွေကိုသူတို့နဲ့အဆင်ပြေပြေဆက်သွယ်နိုင်ဖို့သူတို့အချင်းချင်းကြားဆက်သွယ်တဲ့နည်းလမ်းတွေကိုနားလည်သဘောပေါက်နိုင်ဖို့အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်။ DVV ရဲ့လက်ဟန်ဘာသာစကားအစီအစဉ်တင်ဆက်သူကိုဘိုဘိုနဲ့အတူသင်ယူကြကြရအောင်ပါ။ ဘယ်သွားမလို့လဲဘယ်ကပြန်လာတာလဲ ခင်ပါရှင်ကျမကတော့ချူချူဆက်မ DBB ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် အာနာသိစစ်တပ်ကိုအကြမ်းဖက်တာတွေချက်ချင်းရပ်ဖို့ဒေါ်ဆန်းစုကြည်အပါအဝင် ထိတ်သိမ်းခတ်ထားရသူတွေအားလုံးကိုအမြန်ဆုံးလွှတ်ပေးဖို့နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုမြင်မြန်ဆက်ဆက်ပြန်ထူထောင်ဖို့ဂျပန်နိုင်ငံအနေနဲ့တိုက်တွန်းမယ်လို့ဂျပန်နိုင်ငံသားရဲတူဝန်ကြီးတာကူမမီယာကြီးကပြောပါရတယ်။အော်တိုဘာလ၁ရက်နေ့လကမြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များသမဂအဖွဲ့ရဲ့မြန်မာအရေးနဲ့ပတ်သက်ပြီးတောင်းဆိုစာပေးအပ်မှုကိုလက်ခံတွေ့ဆုံခဲ့ပြီးဂျပန်အစိုးရရဲ့သဘောထားရ တိချက်အနေနဲ့အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်ဒါပြေဒူဝင်ကြီးကဂျပန်နိုင်ငံအနေနဲ့မြန်မာပြည်သူပြည်သားများအားဓာတ်ရိုက်အကျိုးပြုမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဆက်ပေးမှဖြစ်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပူးပေါင်းကမြန်မာအရေးကိုဖြည့်ရှင်းဖို့ဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းပြောပါရယ် ဂျပန်လွှတ်တော်အမတ်များတမကအဖွဲ့ဟာစက်တင်ဘာလ30ရက်ကကျင်းပတဲ့နှစ်ပတ်လည်အထွေထွေညီလာခံမှာဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရ NGO ကိုစလဲဥစောပါလသိမ့်တဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ဆွေးနွေးချက်တွေအပေါ်အခြေခံပြီးမြန်မာနိုင်ငံဒီမိုကရေစီအသွေးကူးပြောင်းရေးအကောက်လာစေဖို့ဂျပန်အစိုးရကိုတောင်းဆိုတဲ့ပူရဲတောင်းဆိုစာကိုဂျပန်နိုင်ငံသားရဲ့ဒုဝန်ကြီးကိုအောက်တိုဘာလ10ရက်နေ့ကပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတောင်းဆိုစာထဲမှာအာနာသိစစ်တပ်ကလုံးမဲ့တရားမဝင်ရုပ်ောက်ပွဲကိုဂျပန်အစိုးရအနေနဲ့လက်မခံဖို့လည်းပါရှိတယ်လို့သိရပါတယ်ရှင်။နိုင်ငံရဲ့အရှုပ်ထွေးတွေကိုဖြည့်ရှင်းဖို့တိုင်းပြည်ပြည်လဲတည်ဆောက်ဖို့စီမံချက်တွေစက်ခရဲပါတီ USDP မှာ ရှိနေတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ရီရဲ့မဲဆွယ်စည်းရုံးဟောပြောချက်ပေါ် NUG နဲ့အတိုင်းသားပါတီတွေကဝေဖန်နေကြပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်ဒီဇင်ဘာ28ရက်နေ့မှာ ကျင်းပမဲ့ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လိုရတဲ့ကျွန်တော်အခိုင်အမာယူဆပါတယ်။တိုင်းပြည်တည်ငြိမ်မှုတာယာဝါပြောဖို့လူသားအားလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်။အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံ စစ်စမပြလေ့လာနေတဲ့ပညာရှင်တွေနဲ့တွဲဆုံဆွေးနွေးချက်တွေအရဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြင်နိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်။နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးရှုပ်ထွေးတွေကိုဖြေရှင်းဖို့တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့စီမံချက်တွေကြံ့ခိုင်ရေးပါတီ USTP မှာရှိနေတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပါတီရဲ့တရားဝင်စာမျက်နှာကနေတဆင့်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီလို့အများကသိတဲ့ပြောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက 2010ခုနှစ်မှာပေါ်ပေါက်လာခဲ့ပြီးစစ်တပ်ကအငိမ့်စားအရာရှိတွေအများပြားဥဆောင်မှုနဲ့ဖွဲ့စည်းခဲ့တဲ့နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်ပါတယ်။အခုလိုစစ်တပ်အငိမ့်စားတွေဥဆောင်မှုနဲ့စစ်တပ်ကပအဝင်ပတ်သက်နေတဲ့ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပြောဆိုချက်ကဘာမှထူးခြားပြောင်းလဲဖြစ်လာမှာမဟုတ်ကြောင်းမြို့သားညီညွတ်ရေးဆိုရာကဝေဖန်ပါတယ်။ဒီမှာနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကရှင်းနေရပါလိမ့်နော်ဒီစံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါတယ် အပြည်သူအာဏာကိုမတရားလုယူခဲ့လို့ဒါအခုလိုအခြေအနေမျိုးတွေရောက်နေတာပေါ့အဲ့တော့ဒီအခြေအနေတွေကိုအဆုံးသတ်ဖို့ဆိုတာကအမေအွန်လိုင်းနဲ့အပေါင်းအပါအချို့ကိုဒါဖမ်းဆီးပြီးတော့ဒါပြည်သူလူထုလက်ထဲကိုပြည်သူအာဏာပြန်အပ်လိုက်တယ်ဆိုရင်တော့ဒီအခြေအနေအားလုံးကတော့ပြီးသွားမှာပေါ့နော်အဲ့တော့ဒီလိုအစီအမံမျိုးလောက်ရဲလားပေါ့အဲ့တော့ဒီလိုအစီအမံမျိုးမဟုတ်ဘူးဆိုရင်တော့ဘာမှဟိုဖြစ်လာမှာမဟုတ်ပါဘူးဗျလာမယ့်ရွေးကောက်ပွဲကသာအဖြစ်ဖြစ်ပြီးတိုင်းပြည်တည်ငြိမ်ဖို့တာယာဝပြောဖို့နဲ့ လူငယ်တွေရဲ့အနာဂတ်လှပဖို့ USDP ကကျွမ်းကျင်သူတွေနဲ့အတူခိုင်မာတဲ့စီမံချက်တွေရှိတယ်လို့ပြောဆိုခဲ့တာပါ စစ်ကောင်စီကလုံးမဲရွေးကောက်ပွဲကိုစစ်တပ်နဲ့အာဏာရှင်အပေါင်းအဖော်တွေကပဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်မယုံကြည်ရကြောင်းကို ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ပါတီကလည်းဝေဖန်ပါတယ်ကျန်ခံရေးပါတီဆိုရဟာစစ်တပ်ကယူနီဖောင်းကိုလှဲထားတဲ့နိုင်ငံရေးပါတီသားဖြစ်ပါတယ်မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာဒီစေအာနာရှင်စနစ်ကြောင့်နိုင်ငံဟာချွတ်ချုံကျသွားပါတယ်နိုင်ငံရဲ့တကယ်ပြဿနာဟာဒီစေအာနာရှင်တွေဟာသူတို့ရဲ့နိုင်ငံရေးအာနာကို မလှုပ်ရှင်လို့နိုင်ငံရေးထဲမှာသူတို့တွေပါနေလို့ကျွန်တော်တို့နိုင်ငံဟာ အခုလိုချွတ်ချုံကျနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်အခုကြမ်းခံရေးပါတီကတန်းပြီးပြန်လဲတိဆောက်ဖို့အတွက်သူတို့မှာ ပုံဖော်ဖို့အတွက်နိုင်ငံရေးရည်မှန်းချက်တွေရှိတယ်စီမံချက်တွေရှိတယ်ဆိုရဲဟာကျွန်တော်အနေနဲ့ပြောရှင်ရင်ရိုင်းသွားရင်လည်းခွန်းလောက်ပါเนาะဖာကောင်းကလှုပ်တဲ့ပီတဆာပတ်ကြောက်ရေးပဲဖြစ်ပါလိမ့်မယ်နိုင်ငံရေးသမားတွေပြင်လူလူကလည်းဥခင်ရဲ့မဲဆွယ်စီယုံနေတဲ့မူရင်းပိုးစောက်မှာမယုံကြည်နိုင်ကြောင်းပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်လက်ရှိစစ်တပ်ကောင်းဆောင်မင်းအောင်လာရဲ့ညွှန်ကြားချက်နဲ့စစ်တပ်အရာရှိတွေကို ရှာရူတိုဘေးကအငိမ့်စားနဲ့အရက်ဖတ်ပို့ပြီးပြည်ခိုင်ပြိုးပါတီကနေရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်စီတာမျိုးတွေလည်းရှိနေတာပါစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့စက်တဘာလ29ရက်နေ့ထုတ်ပြန်ချက်အရပါတီအလိုက်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းမှုမှာကြက်ခိုင်ရေးပါတီက1048ရောင်တိုင်းဒေသကြီးလုံးညညရေးပါတီတာစာညာက904ရောင်ပြည်သူ့ရှေးဆောင်ပါတီက686ရောက်တို့အပါအဝင် ါတီ6ခုတို့ကပါတီဝင်နေနဲ့ပြည်နယ်နဲ့တိုင်းဒေသတတိပုဂ္ဂလစုစုပေါင်း9023ယောက်ရှိတယ်လို့သိရပါတယ်။ကျွန်တော်ဝေပါ။ စစ်တပ်အနာသိမ်းထားတဲ့လေးနှစ်ကျော်ကာလအတွင်းကရီနီပြည်နယ်နဲ့ကယန်းဒေသမှာစစ်ရေးနိုင်ငံရေးနဲ့လူအခွင့်အရေးချိုးဖောက်ခရမှုတွေကြောင့်အယက်သားနဲ့ဆစ်ဆောင်ပြည်သူအယောက်100ကျော်သေဆုံးခဲ့တယ်လို့တိုတက်သောကရီနီပြည်သူအင်အားစု PKPF ကအော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်2025ခုနှစ်ကိုလာတာကာလအတွင်းမှာတဲ့အယက်သားနဲ့ဆစ်ဆောင်ပြည်သူအယောက်ပေါင်း100ကျော်သေဆုံးခဲ့ပြီးထိတွေ့တိုက်ပွဲပေါင်းအကြိမ်150ထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဒါ့အပြင်ကိုရီနီပြည်နယ်နဲ့ကရင်ဒေသမှာစစ်ရေးပြမမှုတဲ့စာတင်ကြောင်းပေါင်း30နဲ့စစ်အုပ်စေကမောင်း29ခုပြည့်စည်ဆုံးရှုံးခဲ့ရပြီးစစ်ကော်မရှင်ဘက်ကတိုက်လေရင်နဲ့ရဟရင်၄စီးဆုံးရှုံးထားကစစ်သားအယောက်3900ကျော်တိဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။လက်ရှိဂရီနီပြည်နယ်မှာရွေးကောက်ပွဲကြောင့်စစ်တပ်ကဆင်မနာ3ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဘော်ကဲမိုးပြဲနဲ့ဖဲခုံဘက်တွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်မဏပြည်မှာနီနာမှာရှိနေမဲ့ပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကြဖို့နဲ့တော်လိုက်တက်တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဖို့ဆိုပြီးဂရနီအမျိုးသားကာကွယ်ရေးတပ် KNDF ကလည်းထုတ်ပြန်အသိပေးထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့မြောက်နယ်ဇက်ကုတ်တွေရလမ်းမပေါ်ရှိကြောက်မဲမြို့ကိုအော်တိုဘားလာတရက်မိုးလွယ်ပိုင်းမှာစစ်တပ်ကပြည်လဲသိမ်းပိုက်လိုက်ပြီးလို့ဒေသခံတွေစီကသိရပါဗျာ အော်တိုဘားလာတရဲ့ညနေပိုင်းမှာကြောက်မဲမျိုးပေါ်မှာပြစ်ခတ်တမ်းမကြားရတော့ဘူးလို့မျိုးကိုကားနဲ့ပတ်ကြည့်ခဲ့သူတယောက်က DBB ကိုပြောပါရယ်ကြောက်မဲဒေသခံတယောက်ကတော့အနာသိစစ်တပ်ရဲ့တပ်ဖွဲ့တွေကအော်တိုဘားလာတရဲ့မနေ့အစောပိုင်းကကောက်အပ်ဘက်နဲ့မွေတော်လန်ကွဲဘက်ကနေဝင်လာတာဖြစ်တယ်လို့ပြောပါရယ်အတူပါလာတရမနဲ့ပိုင်းမှာစစ်တပ်တပ်ဖွဲ့ကရက်ကွက်ကိုတိလေနဲ့ရက်ကွက်တစ်အုပ်ကျင်းပဲရသေးတာဖြစ်ပေမဲ့မိုးလယ်ပိုင်းမှာတော့မြို့ရဲအလုံးစုံပြန်ရသွားတာလို့သူကပြောပါတယ် စစ်တပ်ထုတ်သတင်းစာရီမှာလဲကြောက်မဲ့ဈေးရုံထွေအုပ်ရုံမိသက်ရက်စကန်ကစားခွေနဲ့မဟုတ်ဦးအဝင်မှာအနာသိစစ်တပ်ကတပ်ဖွဲ့ဝင်တွေရိုက်ထားတဲ့တပုံတွေကိုဖော်ပြပြီးကြောက်မဲ့ကိုပြန်သိမ်းလိုက်ပြီလို့ထုတ်ပြန်ထားပါတယ်ကြောက်မဲမျိုးကိုထျက်နယ်လေးနဲ့ပူပေါင်းတပ်ဖွဲ့ကပြီးခဲ့တဲ့2024ခုနှစ်အဂုလ9ရက်နေ့ကသိပ်ပိုက်ထိ ंछ ုပ်ခဲ့တာဖြစ်ပြီးတနစ်ကျော်အကြာမှာစစ်ကောင်စီကပြည်လဲသိပ်ပိုက်ထိ ंछ ုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ နိုင်ရကံဗျူဟာရဲ့ကာကဲတစ်ခုဖြစ်တဲ့ဂုတ်ကြီးရွာခြေဆိုင်ခန်းကိုအေအေးနဲ့ပူပေါင်းတပ်တွေကတင်ပိုက်လိုက်နိုင်ပေမဲ့စစ်တပ်ကလေကြောင်းပုံးကျပြီးကာအစီးရဲ20ကျော်နဲ့တံမြန်ထိုးစစ်ဆလာပါတယ်တပ်ပွဲတွေကြားတဲ့ဂုတ်ကြီးရွာကတရားနီးပါလဲစစ်တပ်ကတိတ်ဆောင်ခွင့်မပေးတဲ့အကြောင်းစိုးသူအောင်တရေပေးပို့ထားပါတယ်ရှင်မကွေးတိုင်းငဖဲမြို့နယ်တဲကကဘာလုံးစကန်းလို့ခေါ်ကြတဲ့နိုင်ရကံလေကြောင်းရံကာကွယ်ရေးဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ခေါကြီးရွာစခန်းကိုအေအေနဲ့ပူပေါင်းတပ်တွေကတိမ့်ပိုက်ခဲ့ပေမဲ့တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။အာရခတတော်အေအေကစက်တင်ဘာနောက်ဆုံးပတ်မှာထိုးစစ်ဆင်ခဲ့ပြီးစက်တင်ဘာ28ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့တဲ့ခေါကြီးစခန်းဟာစစ်တပ်ရဲ့အဓိကကာကင်တစ်ခုဖြစ်ပြီးနေအီကန်စခန်းကို မြင်းဖြောင်းအတိုင်းနှစ်မိုင်ဝန်းကျင်သာကွာဝေးတာဖြစ်ပါတယ်။အဲဟိုဘွားကဘာလုံးစကန်းကိုခြံထားခဲ့ပြီးတော့အောက်ကစကန်းလေးတွေအကုန်ပတ်ဝိုက်ပတ်ဝိုက်ညာမှာ28ရက်နေ့ကဂုတ်ကြီးစကန်းကိုရတယ်။အဲမဲ့ ဒီဘောလာချင်တဲ့နေတော့ပုံမှန်လည်းတဏီကုန်ပြည့်နေရောကြတော့အာမန်ဟိုတက်တော့နည်းနည်းခွာခွာခွာပြီးထားတာပြန်ပြန်ပြီးလုံးနေကြတာပြန်လုံးခိုင်းနေတဲ့လူကပြန်လုံးမှုအမိန်ပေးနေတူရတမရဝင်သွားတာ30စီဝင်သွားတယ်စကူစီထက်သွားတယ်စကူစီနောက်ရ၄စီလိုက်ရှစ်စီပြောင်းနေလို့ကားရှစ်စီပြောင်းနေလို့အေးရမန်းကုန်တယ်ကိုကြီးစကန်းကြပြီးစစ်တပ်ကလေကြောင်းနဲ့ဒရက်ဆက်ဘုံကျဲတယ်လို့မဆခ905ကနေလဲ အင်အားအပြည့်ပါတဲ့စစ်ကားအစီးရေ20ကျော်ကိုစစ်ကူပို့ဆောင်ခဲ့တာပါဓာတ်အတူပါပဲစက်တင်ဘာ30ရက်မှာလဲနေ့လယ်7နာရီဝန်းကျင်လောက်မှာနောက်ထပ်စစ်ကား၄စီးညနေ9နာရီလောက်မှာကားကြီးတစ်စီးနဲ့ကားလေးတစ်စီးအော်တိုဘာ10ရက်နေ့နေ့လယ်ပိုင်းမှာလဲကားကြီးနှစ်စီးနဲ့ကားလေးတစ်စီးထပ်ပြီးတော့နေရီကန်ဘက်ကိုလမ်းသစ်ဘက်ကနေတက်သွားတယ်လို့ဆိုပါတယ်လေကြောင်းဘုံကျဲမှုတွေနဲ့တိုက်ပွဲတွေကြောင့်ဒေသခံရွာသားအများစုဆစ်ဆောင်သွားကြပြီးဆိုပေမဲ့ရွာကန်တချို့ပိတ်မိနေသေးတဲ့အကြောင်း ဂုတ်ကြီးရွာသားတယောက်ကပြောပြပါရယ်။သူ့ရဲ့စာနဲ့ပြောပြမှုကို DVV ကအတန်အစားတို့ဖတ်ပြထားပါရယ်။လီယင်ကတော့စနေတနင်္ဂနွေတနင်္လာတောက်လျှောက်တက်ပြီးတွားကျက်နေပါရယ်ဗျာ။နီးစက်ရတော်ရဲရာတွေကိုရှောင်နေသူတွေရှိတယ်လို့စစ်ဘေးရှောင်အနေနဲ့တော်ရဲလိုက်သွားတဲ့သူတို့လည်းရှိကြတယ်။စီးရင်ပေးရပြီးပြည်သူစစ်အဖွဲ့ဆိုရင်ပေးမစင်ပါဘူး။အနေကင်းအောင်ရွာမှာနေလို့ရအောင်တောင်ရဆက်ခင်းလို့လို့အဆင်ပြေအောင်ဆိုပြီးလုပ်ရတဲ့သဘောပါစိတ်လူလက်ရတော့မဟုတ်ပါဘူး90တရာတော့ကြံခဲ့သေးတယ် စင်းတို့အဆင်မပြေတဲ့အဖိုးအဖွားတွေပါအခုတိမ့်လိုက်တော့တည်င်းမထုတ်ကြသေးတော့သူတို့အခြေအနေကိုတေချာမသိရသေးဘူးဖြစ်နေတယ်။ရွာသားတရားဝင်းကျင်ဟာအော်တိုဘာ၁ရက်နေ့မနက်ပိုင်းအထိဗရန်ဘတ်ကိုမစင်းနိုင်သေးပဲဖုန်းလေးကိုလည်းစစ်တပ်ထောက်ခံတဲ့သူတွေကတိမ့်ထားတာကြောင့်အဆက်အသွယ်ပြတ်တောက်နေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အကြောင်းသူကဆက်ပြောပါတယ်။တဖက်မှာလည်းအေအေနဲ့ပူပေါင်းတက်တွေဟာနိုင်ငံဗျူဟာကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးအနီးဝင်းကျင်မှာရှိတဲ့လင်းတဲစွန့်တက် လိုင်းရွာနဲ့ပစီရွာတွေအထိကိုထိမ့်ချုပ်ထားနိုင်ပြီးဂိုကြီးဝင်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေတာပါ Google Map အတိုင်းဆိုရင်ဗဒန်းဘက်ကို16မိုင်လောက်တော့ကွာဝေးတာကြောင့်ဂိုကြီးရွာကသာအေတက်တွေထိမ့်ချုပ်နိုင်ရင်နေရီကန်ပြူဟာထွက်ပေါက်ပိတ်သွားတဲ့အပြင်ကပ္ပဆ14ကိုသိမ်းပိုက်ပြီးအမ်မင်းဘူးနဲ့ပသိမ်မုံရွာလမ်းဆောင်ရာဗဒန်းမြို့အထိကိုတော်လိုင်းတက်တွေကနေမီစုံမှုလာနိုင်ခြေရှိတဲ့အကြောင်းမြို့ကန်တွေကခံမှန်းနေကြပါတယ်ကျွန်တော်စိုးသူအောင်ပါ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့အဆိုအရနဲ့ဟာဗတ်တက္ကသိုလ်တို့ဒေါ်လာသန်း900ပေးချေဖို့သဘောတူညီချက်ရပြီဖြစ်တဲ့အကြောင်းစက်တင်ဘာလ30ရက်နေ့မှာပြောကြားခဲ့ပါတယ်။ Harvard တက္ကသိုလ်နဲ့ Trump အစိုးရအဖွဲ့တို့လပေါင်းများစွာဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်အခုလိုသဘောတူညီချက်ရခဲ့တာပါ Trump ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး Harvard တက္ကသိုလ်ကချက်ချင်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး Trump ရဲ့အစိုးရအဖွဲ့ဟာကျောင်းတွေတက္ကသိုလ်နဲ့ကောလိပ်တွေကို Palestine ၏လှုပ်ရှားမှုနဲ့ပတ်သက်လို့ Federal ရမငွေမပေးဘူးလို့ခြိမ်းခြောက်ထားတာဖြစ်ပါတယ်ကာဇာစစ်ပွဲမှာအမေရိကန်ကအစ္စရေးကို ထောက်ခံမှုကြောင့်ပါလက်စတိုင်းအရေးလှုပ်ရှားမှုတွေနဲ့စံကျင်ဘက်ဖြစ်ခဲ့ပါတယ် ဒါပြင်ရာသီဥတုပြောင်းလဲမှုလှုပ်ဆော်ရေးတွေထရန်ဂျန်တာမူဝါဒတွေကွဲပြားမှုဒန်းတူညီမှုနဲ့ပူပေါင်းပါဝင်မှုစတဲ့လှုပ်ရှားမှုတွေမှာလည်းထရမ့်အစိုးရနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။တက္ကသိုလ်တွေကိုစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ထရမ့်အစိုးရရဲ့ဆောင်ရွက်မှုဟာလွတ်လပ်စွာ ပြောဆိုမှုတက္ကသိုလ်တွေရဲ့အတွင်းနဲ့ကျောင်းသားတွေရဲ့လွတ်လပ်ခွင့်အပေါ်ဆွေးနွေးကြရှိလာပြီလို့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်ရှင်။ ိန္ဒိယနိုင်ငံတောင်ပိုင်းတမီနာဒူပြည်နယ်ချန်တိုင်းမြို့မှာဆောက်လုပ်နေဆဲအပူဓာတ်အပိဆက်ယုံမတော်တဆမှုဖြစ်ပွားခဲ့ရမှာအလို့သမား၉ယောက်သေဆုံးသွားပြီး၁ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အစိုးရတာဝန်ရှိသူတယောက်ကိုကိုကားပြီး ANI သတင်း agency ကစက်တင်ဘာလ30ရက်အင်္ဂါနေ့မှာသတင်းထုတ်ပြန်ပါတယ်အနော်အထူးစီဝါရေးဆိုစူပါခရစ်တီကယ်အပူဆွဲအစီမံကိန်းရဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ တမနီပောင်ကွေးပြောကြားခဲ့တာကနေဒီဖြစ်ပျက်ဖြစ်ပွားခဲ့တာလို့တမီနာဒူလျှက်စစ်ဘုတ်အဖွဲ့အတွေ့မူလည်းဖြစ်တဲ့ဆက်ယုတ်ပိုင်ရှင်ဂျေရာတာခရစ်နန်ကပြောပါတယ်။ရရှိထားတဲ့အစီရင်ခံစာရဲ့အချက်အလက်အရကျောင်းမီသွေးတွေကိုတည်ဆောင်ထားတဲ့တမနီပောင်ကွေးကခမန်ကျေး45မီတာအမြင့်လောက်ကနေပြုတ်ကျသွားတာဖြစ်ပြီးသစ်ဆုံးသွားရတဲ့လူကိုယ်ရောက်ကိုဆင်းုံကိုပို့ထားတယ်လို့သူကဆိုပါတယ်။တမီနာဒူဝန်ကြီးချုပ် MK Starling ကအသေဆုံးမှုကို Expost ခုမှာတီးပြခဲ့ပြီးအဲ့ဒီအလို့သမား၉ယောက်ဟာအရှိပိုင်းအာသံပြည်နယ်ကနေလာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်ရှင်။ တိုက်စစ်မှုရက်ရှ်ဖို့ရဲ့ခြေစွမ်းတိုးတက်လာမှုအပေါ်အားရကျေနပ်မှုရှိကြောင်းဘာစီလိုနာအသင်းအကစားဒါရိုက်တာဒေကိုကပြောသွားပါရယ်အင်္ဂလန်တိုက်စစ်ကစားသမားဟာနယူကာဆယ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာအနိုင်ကိုနှစ်ဂိုးစလုံးသွင်းခဲ့သူဖြစ်ပြီးလာလီဂါမှာလည်းဂိုးဖန်တီးမှု၃ချိန်ရရှိအောင်ဆွမ်းဆောင်ထားပါရယ်ရက်ရှ်ဖို့ကိုအပိသက်ခေါ်ယူခြင်းနဲ့ဆိုရင် ခေါ်ယူခွင့်ရှိပြီးလာမယ့်ရာသီအတွက်ကြိုတင်ပြောဆိုရမျိုးကအချိန်စောနေသေးကြောင်း လက်ရှိအချိန်မှာ Rasfor ရဲ့စွမ်းဆောင်ရည်အပေါ်အားရကျေနပ်မှုရှိကြောင်းအကစားဒါရိုက်တာဒေကိုကပြောပါတယ်။ Rasfor ကထိုက်တဲ့အစဉ်ကစားသမားဖြစ်ပြီး Man United မှာလည်းအကောင်းဆုံးဘောလုံးရသည်တွေဖြတ်သန်းခဲ့ဘူးကြောင်းနီးပြအပြောင်းလဲတွေကြားမှာစီမံခန့်ခွဲမှုရှုပ်ထွေးမှုတွေကြောင့်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရတာဖြစ်ကြောင်းဒေကိုကပြောသွားပါတယ်ရှင်။ DPP ရုံးမြင့်တကြားရဲ့မနက်၈နာရီသတင်းလေးကို ရှုစားခဲ့ရတာပါမနက်၈နာရီမှာလည်းထပ်ပြရရှိတဲ့သတင်းလေးကို ဖြစ်ဆက်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချစ်ချိုဆက်မကျေးဇူးတင်ပါတယ်ရှင် ားပရိသတ်များမင်္ဂလာပါခင်ဗျာတပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့ဒီသူအစားပစက်ငါဒေတာများဖတ်ကြားခြင်းဒေါ်တူ DPP အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ဒေါ်တူ DPP အစီအစဉ်ဒီတစ်ပတ်အတွက်ပြန်ထုတ်လွှင့်မယ့်အချိန်ရောက်လာပါပြီပေါ့ဟုတ်ကဲ့ပါမတ်တီလီဒီတစ်ပတ်မှာပေးတာတွေထဲကမှပထမဦးဆုံး ဖက်ပြပေးခြင်းနဲ့ဗီဇာကတော့ဒီပေးရင်းမျိုးနေတယ်ကပြပို့လာတဲ့ဗီဇာနဲ့အရင်ဆုံးစပြီးတော့ဖက်ပြခြင်းပါတယ်ခင်ဗျာခြေတာထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ TPP ကျွန်တော်ကတော့ဒီပေးရင်းမျိုးနေလက်လှုပ်တောင်ကြီးရွာကပါကျွန်တော်တို့ရွာမှာတရားမဝင်မူရစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေရှိနေပါတယ်ဒီတရားမဝင်မူရစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေတိတိတသာရှိနေပြီမဲ့လေကြီးရွာလုံးကျုံကြီးခေါင်းဆောင်တောင်ဝန်ရှိသူတွေအနေနဲ့အရေးယူ ဆောင်ရွက်မပေးနိုင်တဲ့အတွက်ဒီကိစ္စကိုအထက်က NUG တောင်းဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေးဖို့တောင်းဝန်သည့်ပြည်သူတယောက်အနေနဲ့ dot to DVB ကနေတစင်သိရှိပေးရန်ပြဖို့အပ်ပါတယ်လုံခြုံရေးရမီမဖော်လို့ပါဆိုပြီးတော့ကျွန်တော်ဒီပေးရင်းမျိုးနဲ့ဒါလက်လှုပ်ဒါတောင်းကြေးရပါလိအဲ့ကြေးရမှာဆိုရင်ဒါတရားမဝင်မူရစ်စေဝါရောင်းဝယ်ဖောက်ကားနေတဲ့အကြောင်းရေးသားပြဖို့လာတဲ့စာကိုဖတ်ချပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ ARD တိုင်းမြန်အောင်မြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင်။ ARD တိုင်းမြန်အောင်ခရိုင်မြန်အောင်မြို့နယ်ထဲမှာရှိတဲ့မြန်အောင်ရွှေဘုံသာကြောက်ကွက်ကနောင်မြို့အိုးဘိုကြောက်ကွက်အင်္ဂလောကြီးရွာကြောက်စီရေလောက်ကွက်ဒီမှာတရားမဝင်ကြောက်ထုတ်လုပ်ရေးလုပ်ငန်းကြီးထုတ်နေပါဗျ။အဲ့ဒီကြောက်ကွက်တွေကိုတရားဝင်လိုင်စင်ချထားပေးခြင်းရှိမရှိလိုင်စင်ချထားပေးပါကထုတ်လုပ်တော့ကြီးရေအတွက်နဲ့ထုတ်လုပ်တဲ့ပမာဏကိုက်ညီမှုရှိမရှိစစ်ဆေးပေးစုလိုပါဗျ။ ပြီးခဲ့တဲ့နှစ်အတွက်လိုင်စင်ချထားပေးခြင်းမရှိဘဲအခုလာမယ့်ရာသီအတွက်ရှောက်ထားဆဲဖြစ်ရင်လည်းအခုလိုကြိုတင် လုပ်နေတာကိုခွင့်ပြုမိတ်ပေးမပေးနဲ့ခွင့်ပြုမိတ်ပေးရင်လည်းထုတ်လုပ်ပြီးပမာဏအခွန်ထမ်းမဲ့ပမာဏအကြီးရေအတွက်နဲ့ထုတ်နှုတ်ခြင်းရှိမရှိကိုစစ်ဆေးပေးစီလိုပါတယ်အခုလိုမြစ်ကြောက်တူးဖော်ခြင်းကိုတတ်မှတ်ပမာဏနဲ့ထုတ်ယူတဲ့ပမာဏကိုဘယ်ဖွဲ့စည်းကစစ်ဆေးနေပါသလဲလက်ရှိဖြစ်ပေါ်နေတဲ့ကမ်းပြူကန်ဆာကိစ္စတွေနဲ့ပတ်သက်ပြီးရေပင်ကိုကွင်းဆင်းစစ်ဆေးပေးပါရန် သက်ဆိုင်ရာလူကြီးမင်းများကိုတင်ပြလိုက်ရပါတယ်ဆိုပြီးတော့ရေးသားရင်ဖွင့်လာပါရှင်ဟုတ်ကဲ့ပါမသိကျွန်တော်တို့ဒီ ARD တိုင်းထဲမှာဆိုရင်ဒါမြင်အောင်တို့ဟင်္ဒရာ KI တို့ဘက်မှာဆိုရင်ဒါမြစ်ထဲမှာပေါ့လေအခုလိုမျိုးကြောက်ဆုတ်တဲ့လုပ်ငန်းတွေတက်ဆုတ်တဲ့လုပ်ငန်းတွေကလုံးလို့ဒါတချို့တွေဆိုရင်ဒါရွာလုံးကျွတ်ရွှေ့ပြောင်းနေရတဲ့အခြေအနေမျိုးတွေပေါ့လေကြုံတွေ့နေရတဲ့ဆွေးနွေးတာတွေကလည်းကျွန်တော်တို့တရင်းတွေမှာမကြာခဏတွေ့မြင်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ဘေးစာတစ်ကောင်ကတော့ဒီပဲခူးတိုင်းအနောက်ချမ်း တာယာဝရီခိုင်နဲ့ကပြပလာတဲ့ပေးတာပဲဖြစ်ပါရဲ့ခင်ဗျာခြေသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်လူငယ်တွေကိုကိုချင်းမစားပဲလိန်လေရောင်းစားမှုပြုလုပ်ခဲ့ခြင်းကိစ္စကိုပြပြခြင်းလို့ပါဆိုပြီးရေးသားပြပလာတာပါပဲခူးတိုင်းနောက်ချမ်းတာယာဝရီခိုင်ရှင်းမြွနေတဲ့ကတာယာဝရီမြို့နယ်30မြို့နယ်ရန်ကုန်ပြည်ကားလန်ဘေးမှာရှိတဲ့လဖေးရိုင်တစ်ခုပေါ့လေဒါဆိုင်နံပါတ်ကိုတော့သူမပြောပြချင်ပါဘူးတဲ့ စက်တင်ဘာလ18ရက်နေ့ကတဲ့လူငယ်3ဦးကိုစစ်မှုထမ်းဆောင်ဖို့အတွက်ခရီးဥဝန်ထမ်းတွေကပူပေါင်းပြီးတော့လိန်လယ်ပြီးရောင်းစားတာတွေပြုလုပ်ခဲ့ပါတယ်တဲ့အဲ့ဒီလိုရောင်းစားတာနဲ့ပတ်သက်လို့သတင်းပေးတိုင်ကြားခဲ့ပေမဲ့သက်ဆိုင်ရာမှာတစုံတရာအေးအေးယူဖော်ထုတ်ခြင်းဆောင်ရွက်ခြင်းမရှိပါဒါကြောင့်အစိပ်ပင်ရေလောင်းသလိုအားပေးအားမြောက်ဖြစ်နေပါသဖြင့်လူငယ်တွေအနေနဲ့အယုံမလွယ်ပဲသူတို့နားမှာသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရင်သတိပြုနေထိုင်ရန်လိုအပ်ပါတယ်ဆိုပြီးတော့ ျွန်တော်တို့ဒီရန်ကုန်ပြည်ကားလန်းနှစ်ဖေးမှာရှိတဲ့ဒီလဖေးတိုင်းပေါ့လေဒါအဲ့ဒီမှာဆိုရင်ဒါဌာနဆိုင်ရာဝန်ထမ်းတွေကနေပြီးတော့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်လင်းလည်ပြီးတော့ရောင်းစားနေတဲ့အကြောင်းဂျီတာပြပို့လာတဲ့စာကိုဖကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့မကွေးတိုင်းခံကောမြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါ .tvbb ရေးတဲ့တင်ပြစရာလေးရှိလို့တင်ပြလိုက်ပါတယ်မကွေးတိုင်းဒေသကြီးခံကောမြို့နယ်တရားရေးဖွဲ့ဟာ ကြော်ရွာကျေးရွာမှာရှိတဲ့တောင်သူတူပိုင်ဆိုင်တဲ့လယ်မြေနဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ဂံကောမြို့နယ်တရားရေးအဖွဲ့ကပုံစံခုနှစ်ကင်ဆောင်တာပြီးလက်ရှိလုပ်ကင်ဆောင်ရွက်နေသူကိုအရှုံးပေးကာမိသည့်အထောက်အထားမှမရှိသူသာလျှင်အနိုင်ရရှိကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်။အထက်ပါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတရားရေးရင်းရိုင်မှုအားသက်ဆိုင်ရာတရားသူကြီးအစီအစဉ်မှဖြည့်ရှင်းဆောင်ရွက်ပေးပါရန်ဒေါက်တူဒီဘီမှတစ်ဆင့်တင်ပြလိုက်ရပါတယ်။ကျွမ်းနှင်းရွာဂံကောမြို့ဆိုပြီးရေးသားပေးပို့လာပါရှင်။ ပြပါမသိနောက်ထပ်ပြီးတာတောင်ကိုဆက်ပြီးတော့မဖက်ရှားခင်မှာကျွန်တော်ရဲ့ဒီပြည်သူအစားပါဇက်ငါပြီးတာများစီစဉ်ဒါတော့ TV အစီအစဉ်ကိုစာရီရေးသားပြပို့တော့မယ်ဆိုရင်ရင်ခွင်စာရီပြင်ကိုဒေတာကိုပတ်ဝန်းကျင်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဓာတ်ပုံနဲ့ဗီဒီယိုဖိုင်နဲ့တကွရေးသားပြပို့နိုင်ကြပါတယ်ခင်ဗျာဒီမီကနေတစ်သိရေးသားပြပို့တော့မယ်ဆိုရင်တော့ dot2dvd@gmail.com ကိုရေးသားပြပို့နိုင်ပါတယ် Facebook ကနေရေးသားပြပို့တော့မယ်ဆိုရင်တော့ facebook.com မြေဆောင် .2dbb ရဲ့ messenger ကနေတင်ရေးသားပြဖို့နိုင်ကြပါတယ်ခင်ဗျာ။ Viber ဖုန်းနံပါတ်ကနေတင်ရေးသားပြဖို့လိုမယ်ဆိုရင်တော့အပေါင်း6681112 6395ကိုရေးသားပြဖို့နိုင်ကြပါတယ်ခင်ဗျာ။အခုဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတောင်ကတော့ဒီစကိုင်းအတိုင်းဒဇယ်မျိုးနေတဲ့ကရေးသားပြဖို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာ ရေးသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်စကိုင်းတိုင်းဒဇင်မျိုးနဲ့ချီဂျီဘူပေါင်မှာဒဇယ်သားရက်ထွက်တူကပြည်သူတွေပေါ်မှာအနိုင်ကျင့်ဝင်ညှင့်နေပါတယ်ရဲဘွားကလည်းပြည်သူမျက်ရည်နဲ့အတက်မွေး CDM မလုတော့လဲအကျင့်ကမပြောင်းဒေါ်လာရေးကိုအရက်ဖိုး9000တသောင်းရယုံလောင်းနဲ့ရောင်းစားလှုပ်စားနေတာသက်ဆိုင်ရာမျိုးနွယ်ကလူတွေကလည်းအေးမယူမတရားမှုကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကတားပိုင်ခွင့်လုပ်ပိုင်ခွင့်ရှိရတာနဲ့ မတားခဲ့အေးမယူခဲ့ရင်အမားလုံနေတဲ့သူကိုမတရားမှုတွေကိုပုံမူလှုပ်ဆောင်ရန်ထောက်ခံပေးသလိုဖြစ်နေမလားလို့ပါပြည်သူအားလုံးကြက်တဲနေတဲ့အချိန်မှာအစဉ်ပြေသလိုရုန်းကန်နေရတဲ့ဘဝတွေကိုစာနာပေးသေးချင်ပါတယ်ခင်ဗျာမကူညီခြင်းတွေပါအနိုင်ကြည့်နေရတော့ငြင်းမကောင်းပါဘူးဆိုပြီးတော့ကျွန်တော်တို့ဒီစကိုင်းတိုင်းဒဇယ်မြို့နယ်ရွှေတကြီးပေါ့လေဘူးပေါင်းမှာရှိတဲ့ဒီဒဇယ်သားရဲ့လွှတ်တူကဒါစီဒီယံလုတ်ပြီးတော့ စီပြန်လုပ်ပြီမဲ့လဲပေါ့လေပမာလဲဒီဂျီဝါသားတွေပေါ့အနိုင်ကျင့်ကိုကြနေတဲ့အကြောင်းရေးသားပေးပို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေးအခုတစ်ခါဖတ်ကြားပေးမယ့်ပေးစာကတော့စကိုင်းတိုင်းကတာမြို့နေရပေးပို့လာတဲ့ရင်းခွင့်စာပါရှင်မင်္ဂလာပါ DVB ရဲ့ရင်းခွင့်စာလေးဖတ်ကြားပေးပါစကိုင်းတိုင်းကတာမြို့နယ်ကပြည်သူတယောက်ပါမဟာလာတက်ကမတရားဖမ်းဆီးထားတဲ့လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ချင်းအလုံးအမြန်ဆုံးလှုပ်ပေးရေးတောင်းဆိုပါတယ်မြန်မာနိုင်ငံမှာဆက်အာဏာရှင်စနစ်